အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေဂျာသာပရိသသမီးအားလုံးအတွက်ဆက်ထားရဆက်တလာ2025ကနေ22ရက်ဆက်တလာ2025အတွင်းမှာဂျုံတွေ့ရမယ်တပတ်စာကန်ဒီမာဟော့ကင်းကိုကန္နာတခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကလာမှာကျွန်တော်မိတ်ဆွေဂျာသာပရိသသမီးတွေဘယ်လိုကန်ဒီယာလေးတွေဂျုံတွေ့ရတယ်လဲပေါ့နော်ရှေ့ပုံရှေ့ကကြီးမာတဲ့ဂျာသာပရိသသမီးတွေဆိုရင်တော့ဒီကလာကထီစုကြီးပေါ်တော့တဲ့ဂိမ်းသွားမြင်တယ်ဗျာ အမဆိုနေ့နောက်ခုနှစ်ခုလောက်မှာကြာတော်ရေးသားသမီးတွေကထီပေါက်ကင်အားအကောင်းဆုံးတော့မှာသွားပါတော့ဝါသနာပါတယ်ဆိုတော့ထီကန်ဆန်းပြအောင်ကန်ဆန်းပါလို့အကြံပေးခြင်းနဲ့ပဲနော်ကျွန်တော်ကဏ္ဍလေးလည်းပေးမှာဗျာပေါအောင်လည်းတယောက်တော့ပေါ့နော်အဲ့တော့ထီတော့မှဆိုရင်ဘာကဏ္ဍထိုးသင့်လဲဆိုတော့နှစ်အစသုံးဆုံးထိုးကြည့်ပါလို့ဟမ်ကန်ဆန်းကြည့်ပါလို့အကြံပေးလိုပါတယ်ဗျာနော်အဲ့ကြာတော်ရေးသားသမီးတွေထီပေါက်ကြပါသလိုလည်းကျွန်တော်လည်းစုမကောင်းတောင်းပေးပါတယ်ထားပါတော့အဲ့တော့အလုံးနဲ့ပတ်သက်ပြီးစပြောခြင်းလို့ ဒီကလမှာနိုင်ငံသားထွက်ပြီးတော့အလုပ်လုပ်ဖို့စိတ်ဝူတာတဲ့သူတွေရှိတယ်ဆိုရင်တော့နိုင်ငံသားသွားလို့အကောင်းဆုံးသောကာလတွေမှာပါနေတာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကလည်းလိုအပ်တဲ့ဝရီးယာလေးဒါထည့်ပြီးကြိုးစားမယ်ဆိုရင်တော့တေချာပေါက်သွားဖို့သွားဖြစ်မယ်ဆိုတဲ့အနေအထားရှိမယ်အဲနည်းနည်းတော့ဖြစ်ပြောဦးမယ်ပေါ့နော်အဲနိုင်ငံသားသွားတတ်တဲ့ဆိုတဲ့ကိန်းရှိတဲ့အချိန်မှာအဲ့လူတွေကတောင်ဝန်းတောင်နန်းဒေသခီးသွားလိုက်တာတို့ပြည်တွင်းမှာပဲလင်းစီလိုက်တာတို့နော်ပင်နယ်ခီးသွားလိုက်တာမျိုးတွေဆိုလို့ရှိရင်လည်းကိန်းကြေဝါးတာမျိုးတွေဖြစ်တတ်တယ်ပေါ့အဲဆိုတော့နိုင်ငံသားမသွားတော့ဘယ်နဲ့ရရရချီတလို့သွားဖြစ်သွားတတ်တယ်ဒါလေးတွေတစ်ချက်သတိထားစေချင်တာပေါ့ အဲ့တော့ဆက်သက်ပြီးပြောရမယ်ဆိုရင်တောင်ဝန်တောင်ခီးတွေသွားတတ်တဲ့ဂိမ်းရှိတော့ဆိုတော့တောင်ပေါ်ဒေသတွေကိုအလဲဘက်ဖြစ်စေနော်ခီးသွားတာတို့အစကချောင်းသားလုံးကိုဆောင်းတို့ဘက်ကိုအလဲသွားတာတို့ဒါဥပမာပြောပြတာပေါ့အဲအဲ့လိုပုံစံတွေလည်းဖြစ်တတ်တဲ့ဂိမ်းပါတယ်ခီးဝေးခီးနီးနှစ်ခုတစ်လုံးသွားရတတ်တယ်ခြေထောက်မှာဘွေပါနေတယ်လို့တနေရာကိုသွားချင်းလာချင်းပြောင်းရင်ချွေ့ချင်တဲ့စိတ်တွေအရန်ပေါ်နေတဲ့ကာလတွေမှာသွားပါလိမ့်မယ်လက်ရှိလုပ်တဲ့အလုပ်လက်ရှိနေတဲ့နေရာတွေမှာမနေချင်တော့ဘူးပြနော်အလုပ်လို့ခေါင်းစဉ်တက်ပြီးဆိုခိုင်းရင်လည်းဒီကာလမှာ အထက်လူကြီးရဲ့ဖိအားပေးမှုတွေကြုံရတာတို့လောက်ဖို့ကင်ဘတ်တွေနဲ့သဘောထားမတိုက်ဆန်တာအဆင်မပြေတာတို့အထက်အောက်ကြားတဲ့သွားညက်တာမျိုးတွေဖြစ်တတ်တယ်။အလောက်ကသူ့ဘက်သူအဆင်ပြေတယ်ပေါ့လေလူတွေနဲ့ပတ်သက်ပြီးအဆင်မပြေတာလေးတွေဖြစ်တတ်တယ်။ဖြစ်တဲ့အခါမှာအခုနကလိုပေါ့အဲထွက်ချင်တာပြောင်းချင်တာချွေချင်တဲ့စိတ်တွေပေါ်တယ်။ပေါ်တော့ထွက်ရင်ကောင်းလားလို့မေးစရာရှိတယ်။ကောင်းပါတယ်ပြောင်းမယ်ဆိုရင်မြန်မာဆန်ဆန်ပြောင်းပါဒီကလကပြောင်းလို့လက်ခံလို့ရတဲ့အနေအထားမှရှိသေးလို့ပါအရှိလာမဲ့အချိန်ဒီမှာဆိုရင်ပြောင်းလို့မရတော့တဲ့အနေအထားဆိုတာရှိမှဖြစ်တဲ့အတွက်ပြောင်းရင်ချွေချင်တယ်ဆိုရင်မြန်မာဆန်ဆန်ပြောင်းမယ်။ တခြားအလုပ်တစ်ခုဘိုင်းနေရပြီဆိုရင်ပြောင်းပြအောင်ပြောင်းပါเนาะအဲ့တော့မပြောင်းချင်ဘူးလက်ရှိလုံးမှာပဲတိခံပြီးလုပ်မယ်ဆိုလဲတီမြတ်ဖို့အတွက်ကိုယ့်ဘက်ကနေအကျိုးစားပြီးတော့တီမြတ်အောင် လုပ်ပါသို့မဟုတ်ကိုယ်ပိုင်စီးပွားရေးတစ်ခုစတင်အကောင့်တွေဖော်မယ်ဆိုလဲဒီကလာဒီအကောင့်ဆုံးသောကလာတွေမှာသွားပါတာတွေ့ရတယ်အဲ့တော့အဲစီးပွားရေးလုပ်ငန်းရှင်တွေမှာကြောက်လုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်ဒီကလာမှာအဲရဲရဲဝဝင်ထားပြီးတော့ကြောက်တွေပါလေဖြတ်ဖြတ်အောင်ဖြတ်လိုက်စမ်းပါဗျာကြောက်အောင်တက်တဲ့ကိန်းရှိတယ်နော်ဒီပေါက်တို့ပတ်စံနေအများကြီးရတာတက်တဲ့ကိန်းရှိတဲ့အတွက်အဲကြောက်တူးလို့ရှိရင်ဒီကလာမှာ เนาะจောက်ကောင်းတွေရတာမျိုးပေါ့ဥပမာရေရေမဆေးသမားတွေဆိုကြပါတော့ဗျာကြောက်တွေပါလေရှာတွေ့တာတို့ကိုတူးတဲ့လှုပ်ွက်ထက်ကနေမှကြောက်တွေအောင်တာတို့ကိုဖြစ်လာတဲ့ကြောက်တွေကအောင်တာတို့ဆိုတာဒီကလာမှာပေါ်တယ်အရန်ကောင်းတယ်เนาะအဲ့တော့ကြောက်လုံးကနေကောင်းတယ်ကားနဲ့ပတ်သက်တဲ့အဟာလေးတွေလည်းဒီကလာမှာရှေ့ပုံရှေ့ငံကြီးမားလေးတူတူဆိုရင်ကားတွေပါလေဝင်တဲ့ကိန်းရှိတယ်ဝင်လဲအဝင်တော်တာပေါ့လေနော်ဆိုတော့တော်တော်လေးအားကောင်းတယ်အဲဒါအပြင်ပို့ပြီးလို့ရှင်သမားဆိုလို့ရှင်တနင်္လာနံလို့ခေါ်တဲ့ကွန်မြူနတီရောင်းဝယ်ဖောက်ကားပေါ့ဗျအရန်ကောင်းပါတယ်တနင်္လာနံနဲ့ပတ်သက်တဲ့ဝင်စရာလေးတွေအများကြီးဝင်မယ် အဲ့လိုဝင်တတ်တဲ့ဂိမ်းမှာဘာမှတန်ဖိုးမရှိဘဲနဲ့သူများလာအပ်ထားတဲ့တပည့်၆ပါးပတ်စံလေးတွေလက်ခံလိုက်မိတာမျိုးတို့ဘာမှတန်ဖိုးမရှိတဲ့ကြောက်လေးတွေဗာလေးတွေအဲလက်ခံမိလိုက်တာမျိုးတွေဆိုရင်ဂိမ်းကြီးဝါလာမျိုးဖြစ်တဲ့ရင်အရန်နှမျိုးဖို့ကောင်းတယ်အဲ့ဒါတွေအဖြစ်ခံလို့လုံးဝမရဘူးဆိုတာလေတော့မမေ့နဲ့နော်ဂိမ်းဆိုင်ပြီပေါ့ကျမိုင်းနဲ့ပတ်သက်လို့ရှိရင်တော့ကြာတာပရိသတ်သမီးတွေဒီကလာမှာ1ဘိုင်းနဲ့ပတ်သက်ပြီးတော့ကပေးတဲ့ဂိမ်းတွေမှာပါပြီးအထက်လောင်အောက်ရှော့ဖြစ်တာလေးတွေ1ပြတ်1ရှော့ဆိုတဲ့အနေထားလေးကြောင်းရတဲ့ဂိမ်းရှိတယ် လေတဆို့လေပါနေမကြာခဏလေထုတ်လေရောက်လေဖြစ်တာဘိုက်ထဲမှာလေတွေလျှောက်သွားနေတာဗောနော်အသက်ရွယ်ကြီးနေသူတွေဆိုရင်လေတွေပါနေဖြစ်တဲ့ game ပါလို့အထူးအထူးသတိထားပါမပေါ်ဆက်ပါနဲ့ဒါအပြင်အောင်ကျော်ပါသွားထိမှာဖြစ်တဲ့တော့ခေါင်းမူကောင်းခိုင်းခေါင်းနေအောင်နောက်ကြော်တွေတက်ပြီးညဘက်အိတ်မပြောတာအထွေးတွေများနေတာမျိုးလေးတွေဖြစ်တဲ့ဘာသာရေးလေးတမထလေးအဲပြင်းပြင်းထန်ထန်လေးအားထုတ်လိုက်မယ်ဆိုရင်တော့လေနေတဲ့စိတ်လေးတွေပြေသွားမှာပါနော်ကျမိုင်းနဲ့ပတ်သက်ပြီးအစားအစာတွေပါလေစားလို့ရှိရင်ဖြစ်နိုင်လို့ရှိရင် ဝတ်သားမလုံးဝမစားပဲနေကောင်းမဲ့ဝတ်သားတို့လက်ဖက်တို့ဒီကလာမှာရှောင်ပြီးအောင်ရှောင်ပေးပါဗျာနော်ကျမညံပြီးစေုံစင်ကံပြနေရတဲ့သူတွေဆိုလဲတနင်္လာသားသမီးဆရာဝန်နဲ့ပြရင်ပို့ပြီးတော့ကောင်းတယ်အရှိရမှာရှိတဲ့စေုံစင်ကံတွေမှာပြရင်ပို့ပြီးတော့ကောင်းတယ်အနားနဲ့စေနဲ့အများဆုံးတိုးပြီးတက်တာပျောက်ကင်းလိမ့်မယ်နော်အဲဒီကလာမှာဂျာတာရီသားသမီးတွေရွှေတဲ့ပစ္စည်းလေးတွေဗားလေးတွေအဲအဝင်မတော်ဘူးပေါ့နော်တစ်ချက်တစ်ချာကားတို့ခြံတို့ဝင်အဝင်တော်တဲ့ကိန်းတွေမှာပါတယ်နော်ကျိုးလေးတွေဆိုရင်ရွှေထုတ်ပြီးတော့ခြံနေကားလေးဝင်ရတဲ့အနေထားလေးတွေကျွန်တော်တို့တက်ကိန်းလေးသွားရှိတယ်ဝင်လဲအဝင်တော်တယ် တချို့ကတော့တရားနယ်ကြောက်တော့သိမတူဘူးပေါ့ရှူလေပစ္စည်းလေးတွေရောင်းထုတ်ရတာတွေအပေါင်ငယ်ရောက်ရတာမျိုးလေးတွေလည်းဖြစ်တဲ့ကိစ္စတွေရှိပါတယ်ဗီဒီယိုဆိုင်ပြီးပေါ့နော်ပြည်အိုင်းနဲ့ပတ်သက်လို့ရှင်တော့အဲကျန်တာတွေတာသမီတွေအရင်အားကောင်းတဲ့အနေထားမှာတော့မပါဘူးပေါ့လေတရားမှာ40ရာခိုင်နှုန်းတော့ပဲအောင်းငင်းရှိတယ်60ရာခိုင်နှုန်းတော့ကြာငင်းရှိတယ်ဆိုတော့ကိုဘကဝရိယအားလေးနည်းနည်းလေးမြင့်မှတော်ကကြာမယ်ဆိုတော့လေးတော့သိစေချင်တယ်ဗျာနော်အခြေအိမ်အောင်းနဲ့ပတ်သက်လို့ရှင်ကျန်တာတွေတာသမီတွေဘာဖြစ်တတ်လဲတဲ့အဲဘယ်လိုပြောမလဲ ကောင်းတာကောင်းတယ်ပေါ့နော်ဒါပေမဲ့မကောင်းလည်းမကောင်းဘူးပေါ့အဲ့ဒါဘာလို့လဲဆိုတော့လက်ရှိအခြေအနေအိမ်မှာပြဿနာလေးတွေအဆင်မပြေဘူးတကယ်ကြုံရတတ်တယ်ဒါပေမဲ့ကွယ်လာမင်းမကွယ်ဘူးအဆင်မပြေလားမင်းမပြေဘူးအဲ့လိုမျိုးဖြစ်တတ်တယ်အဲ့လိုဖြစ်တဲ့အပြင်ကိုယ့်စီကိုထပ်ပြီးချင်းတဲ့ခင်တဲ့သူလေးတွေထပ်ဝင်လာတတ်တဲ့ဂိမ်းရှိတယ်ပေါ့နော်အဲ့ဒါကိုကိုကပတ်သက်မိတဲ့ခါမှာဒီဘက်ကလည်းမကွယ်မပြတ်ဘူးထပ်ပြီးပတ်သက်မိတဲ့သူနဲ့လည်းတိုးတိုးတောင်းဖြစ်ပြီးတော့ရှစ်တဝါခါနောက်ဆဝါခါဆိုတဲ့သုံးဝန်းဆိုင်ပြဿနာလေးကြုံကြုံရတတ်တဲ့ဂိမ်းရှိမယ်အဲ့လိုကြုံခဲ့သည်ရှိတော့ဝင်လာမဲ့ငွေကြေးစီးပွားလွတ်လာပါလိမ့်ဒီမဝင်တော့ဘဲနဲ့လက်ပိတ်ချသွားပါလိမ့်မယ် ဲ့ကလာကြမှာဆရာကြီးကျမကံမကောင်းကျွန်တော်ကံမကောင်းမပြောနဲ့ပေါ့နော်အဲလူတွေရဲ့လောက်ရပေါ်မူတည်တာကိုအဲ့တော့အဲ့လိုမျိုးအဝင်မခံနေပါတချို့တွေဆိုရင်အမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေဒီကလာမှာအငယ်နောင်တွေ့တယ်လို့ခေါ်တာပေါ့နော်ကျွန်တော်တို့စကားဆိုရင်တော့အဲ့လိုတွေ့တတ်တဲ့ဂိမ်းပါတဲ့အတွက်ချင်းနှချောင်းတနင်္လာနံဝင်တဲ့ဂိမ်းရှိတော့အဝင်မခံမှတော့ကကြမယ်ဝင်ခဲ့လို့ရှိရင်ကျန်တဲ့ဟာလေးတွေလက်ပိတ်ချပါတတ်တော့အထူးသတိထားရှောင်ရှားပါလို့ချက်တလဲလဲမာပြရစီဗျာနိုဝင်ဘာ16 19 20နှစ်အဲ့ကလာကအမရန်ကန်ကောင်းတယ် ဲရတဲ့ရထိုက်တဲ့အခွင့်အရေးတွေငွေကြေးစည်းဝါးလာပါလေတွေရလိမ့်မယ်ဆုံချွန်ထားတဲ့ငွေကြေးတွေပြန်ရတာတို့ထိပေါက်တို့ပတ်စံတွေအစုလိုက်ပြန်လိုက်ဝင်တာတို့အမွေနဲ့ရတာတို့ channel ကလည်း channel ကလည်းရောင်းထုတ်လို့ရတာမျိုးတို့ဒါမျိုးတွေအစားဖြစ်တာပေါ့အဲလူမျိုးကွဲလူမျိုးကြားဘာသာကြားတွေနဲ့ပူတွဲပြီးတော့လောက်တဲ့ကိစ္စတွေကနေပို့ပြီးတော့အောင်မြင်တယ်ပြပခေရက်ဝဲရက်နေခေတွေတွားရတတ်တဲ့ gain တွေပါတယ်နော်ဆိုတော့တော်တော်လေးအားကောင်းပါတယ်အိမ် channel နဲ့ပတ်သက်ပြီးဝင်တတ်တဲ့ gain ရှိတယ်ရောင်းဝယ်ဖောက်ကိုင်းလည်းအိတ်ကလာမှရောင်းထွက်တယ်ဆိုတဲ့အနေထားလေးတွေကြုံရမယ် နိုဝင်ဘာ18ရက်18ရက်20 21ရက်မှာတော့အညံ့လေးတွေရှိတယ်လူလိန်လူကောင်းအန်ရလေးတွေရှိတာပေါ့နောက်ကျော်ဒါနဲ့တစုံထုတ်တယ်ဆိုတော့လူလိန်လူကောင်းဆိုတာငွေကြေးတစ်ခုလည်းလိန်တာမျိုးတွေမဟုတ်ဘဲနဲ့အခြေအိမ်တော်ကြီးမြစ်တာကြီးတွေနှလုံးသားကြီးရတွေကအလိန်ခံသွားတာလေးတွေအစားဖြစ်ရတဲ့ကိန်းရှိတယ်ဘုဒ္ဓကူသာသမီတွေကောင်းကောင်းဒုက္ခပေးမယ်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ဘုဒ္ဓကူသာသမီတွေကိုအကြောင်းပြုပြီးစိတ်ဆင်းရဲကိုဆင်းရဲဖြစ်တဲ့တော့အထူးသတိထားပါနော်အဲ့တော့ဒီကရမှာကန်တရားရထောက်မှုအပြေဝါရအောင်ဂျာတာရီသာသမီတွေ အဖြူရောင်အနက်ရောင်အဝါရောင်မိခိုးရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးရမယ်။ကြာပန်းရောင်စုံ၊ကဏ္ဍပန်းရောင်စုံ၊ငွေပန်း၊ကြောက်စိမ်ပန်းတို့ကိုမိမိတို့ယုံကြည်ကိုယ်ဝတ်တဲ့ဖျားမှာဖျားပန်းကတ်တာဖြစ်စေ၊နေအဲ့ကနေ့မှာအလှပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလုပ်သုံးဆွဲပေးပါ။အဲ့တော့ညနေညနေကင်းပြီးကောင်းတဲ့ကံတွေပိုကောင်းရရရအနေနဲ့ဘာလုပ်ရမလဲဆိုတော့နန်းကြီးတို့ကိုဒါနပြုလူဒန်းပေးမယ်။မိမိကိုယ်နဲ့လည်းစားသုံးမယ်။အနိနာအဖဝင်ချင်းကိုယ်နဲ့လူဒန်းဒါနပြုပေးမယ်။ဒါဆိုတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပိုကောင်းပြီးတော့အညံ့လေးတွေကင်းပါအောင် တီရာရှိတဲ့လူတွေအားကိုထိအနေအောင်လေးတက်လိုက်လောက်ဒါနာပြုလူတန်းပြအောင်လူတန်းပေးလိုက်ပါအညာနေဒီကင်းပါသွားပါလိမ့်မယ်ကြာတာပရိသတ်သမီးအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်